အာရခတက်တော်အေအေသိမ့်ပိုက်ထိန်းချုပ်ထားတဲ့ရခိုင်နှုတ်ရဲ့ရှေးဟောင်းအမွေနှစ်တရှိရာမြောက်ဦးမြို့ကိုတန်ရှင်းတာယာလှပနိုင်ဖို့အတွက်အမိုက်ရှင်းလင်းတာတွေကိုပိုးပြီးလှုပ်ဆောင်လာနေကြရဲ့လို့သိရပါတယ်။လက်ရှိမှာအာရခပိတုအစိုးရအဖွဲ့ရဲ့စေဘင်တာရဲ့အဖွဲ့အနေနဲ့အရက်ဖက်အဖွဲ့စီတွေနဲ့ပူးပေါင်းတာမြောက်ဦးမြို့ကရေးပါတဲ့ချောင်းမြောင်းတွေမှာအမိုက်ကင်းရှင်းအောင်လှုပ်ဆောင်ပေးတာတွေရှိတယ်လို့သိရပါတယ်။လက်ရှိမှာမြောက်ဦးမြို့တန်ရှင်းတာယာဖို့အတွက်အရေးပါတဲ့တံတားအောက်တွေမှာ အမိုက်ကင်းရှင်းနိုင်ဖို့အတွက်စူပေါင်းအမိုက်တန်းရှင်းတဲ့စီမံကိန်းတစ်ခုကိုဇန်နဝါရီလအတွင်းကပြုလုပ်ခဲ့ကြပါတယ်။ဟိုမြောက်ဦးမြို့ကဟိုဟာတဒါကြီး၅ခုလောက်ရှိကိုကျွန်တော်တို့တန်းရှင်းလုပ်ခဲ့တယ်ပေါ့နော်။ကျွန်တော်တို့ဆင်ခါရတာ လုပ်ခဲ့တာအဲ့ဒါကျွန်တော်တို့အပြင်ကဟိုဟာကျွန်တော်တို့လူမျိုးချချက်လေးပါတယ်ကျွန်တော်တို့အပင်ကဟိုဟာအပွင့်ဝင်တယ်လေးပါတယ်ပူအဝေးတော့လူရောက်30ခန်းနဲ့ပူအဝေးလောက်ကြတာပေါ့နော်အဲ့မှာလောက်တဲ့အခါတော့ကျွန်တော်တို့ ဟိုအမိုက်တွေကတအားများနေတာအရင်ကတည်းကများနေတာဆိုတော့တအားကြီးအရှင်လေးယူပြီးတော့လှုပ်ခဲရတယ်ကျွန်တော်တို့ထီထီအောင်လေးလုံလိုက်ခဲ့လို့ကျွန်တော်လည်းမြင်ခဲ့တယ်အဲအပြီးတော့အခုထီလဲကျွန်တော်တို့အဲ့ဒီနေရာတွေမှာတိတ်ပြီးအမိုက်တွေတော့မစွန့်ပြကြတာမစွန့်ပြကြတော့မြင်မိတယ်ကျွန်တော်တို့ဟုတ်ကဲ့အရင်ကျွန်တော်တို့လှုပ်ခဲ့တာတော့အဲတရားမှာ60ခန်းတော့တော့အောင်မြင်တယ်လို့ကျွန်တော်တို့ယူဆတယ်ဗျာဟုတ်ကဲ့မြောက်ဦးဒေသခံတွေဟာ၆မြောက်တွေထဲအမိုက်တွေစေကင်းမဲ့စင်ပင်းမှုတွေရှိနေပါတယ်ဒါကြောင့် ရေစည်ရလာမကောင်းတော့ပဲချောင်းမြောင်းတင်ကွာလာနေတာကြောင့်မိုးရသည်မှာရေကြီးရေရှမ်းမှုတွေလည်းမကြာခဏဖြစ်တတ်ပါတယ်။ဒါကြောင့်အေအေနေနဲ့လဲအမိုက်ကားတွေမရောက်နိုင်တဲ့နေရာတွေမှာစေကဲမဲ့အမိုက်မပြင်းနိုင်ရဲ့အတွက်စနစ်တကျစီစဉ်ပေးသင့်တယ်လို့ဒေသခံတွေအနေနဲ့လဲတန်းရှင်းထားတဲ့နေရာတွေမှာစေကဲမဲ့အမိုက်မပြေချဖို့လိုအပ်တယ်လို့ပြောဆိုကြပါတယ်။အယောင်းအယောင်းဟာငါဘုံကလည်းမဟုတ်ဘူးဆိုတာဒီ အမ်ရိုးထစ်ကိုဒီဘိုင်သံအသံပန်ဒီသံပန်ဒီနဲ့လောင်းဒီနဲ့လော်ဘီကြီးဘိုင်ကုတင်ရောင်းရာရိနေရာတနေရာဖိုက်ခါပါမနဲ့ရောင်းဟာဆိုရှိကေရေကေအခုဆိုလို့ရှိကေရချောင်းတိစာပြာလူနီဘဖိုင်နေကပါပြေအကျွန်တော်အိနာရှောင်းဆိုလို့ရှိကေအရင်ဟာဆိုရှိပါလဲလူဂီဒီပရော့ခဲ့ပါရဲ့အာဒီသံပန်ဒီတောင်ဝန်လောပါပါရေလက်အခုခေနေကိုကြိလိုက်ပါရီဆိုတဲ့ဇာလိမရှိပါပြေမို့ခါသက်ဆိုပြီးပါလဲရီဆောင်းဖို့နေရာဆိုမရှိပါပြေမနော်ရတဲ့နဲ့ရီဆောင်းဖို့နေရာမရှိတော့နဲ့အာ ရဘတ်ရီပေးပါတာပြက်မပေးတော့မနဲ့ရီပေးပါချောင်းရှင်ရောရေတချောင်းမှာကအလုံးအမိုက်ကြီးတဲ့ပုံကြီးရီဆော့မွနီရလေးမရှိတိမ်ကြီးပဲတိမ်တာ30ဆက်ရာကောင်းတဲ့ရဘတ်အမေးတဲ့ရီမဟုတ်ပါဘူး မြောက်ဦးမြို့မှာစစ်တောင်ကိုတောင်ဒုက္ကံတိစားတဲ့ရှေးဟော့ပထိုးစီတွေရှေးခိုက်ဘီသူကလက်ရတွေအပါဝင်နန့်တော်ရာကုန်းမြို့ရိုးတတိုင်းတွေခံတက်တွေကျောင်းတွေနဲ့ထင်ရှားလာတဲ့ဒေသတခုလေးဖြစ်ပါတယ်ယူနက်စကိုဝင်ဖို့ကြိုးပမ်းနေတဲ့ဒေသတခုဖြစ်တာကြောင့်တန်းရှင်းတာယာလှပရမှာဖြစ်သလိုရှောင်းမြောင်းတွေမှာစေကဲမင်းအမိုက်ဆင်ပြင်းမှုတွေကြောင့်ရေလန်းကြောင်းပိတ်ဆို့လာနေတဲ့အတွက်ယူနက်စကိုဝင်နေရဲ့အတွက်အခက်တွန်းနိုင်ရေလို့ပြောဆိုကြပါတယ်ရှေးဟောင်းနေရာတွေဖြစ်တဲ့ဟိုကကျောင်းတွေမြောင်းတွေကတခြား ိုဟာအဓိကကြားတဲ့နေရာတွေမှာလည်းကြေစားပြကြတာတွေရှိတယ်ပြီးတော့အာဟိုဟာအင်ယာတိုးရှိတဲ့ဇန်တိုက်တွေကြောင့်လည်းကျွန်တော်ယူနီစကူဝင်မဲ့ဟာနောက်ငင်းကြတွေဖြစ်မိထင်တယ်ကျွန်တော်ကရှောင်းတွေမြောင်းတွေမကောင်းရင်ကျွန်တော်တို့ကျွန်တော်တို့အဓိကကျွန်တော်ကြားမိကြတော့ယူနီစကူမှာကျွန်တော်မြောင်းမှာဖရားပထုတ်ဆိုတာကကျွန်တော်ရှောင်းမြောင်းစနစ်ကိုအဓိကသူတို့ကပို့ပြီးတော့ပို့ပြီးတော့ကောင်းရင်ဟိုနော်သူအဲ့ဒီဇန်တိုက်ကိုပို့ပြီးတော့ အဆင်ပြေစေရင်ကျွန်တော် UNESCO ဝင်ဖို့ကပို့ပြီးတော့ပို့လို့အလားအလာကောင်းမယ်လို့လေကျွန်တော်ဟိုဟာကြားမိတာတွေတော့ရှိရပါတော့မသေးချာတော့မသိဘူးကျွန်တော်အဲ့အဲ့လိုမျိုးတွေရှိကျွန်တော်အဲ့ဒါကြောင့်ရှောင်းလေးမြောင်းလေးပို့ပြီးတော့ဟိုအရင်ကလို့တင်ရှင်းစာရပြီးဟိုဟာအဆင်ပြေအောင်ပေါ့နော်ဟိုပို့ပြီးတော့တင်ဖို့ထားပြီးတော့ကိုယ့်ဘက်ကလိုက်နာပြီးတော့ပူပေါင်းပြီးတော့ဆောင်ရွက်ကြတယ်လုံးစီရှင်နေပြဟုတ်ကဲ့မြောက်ဦးမျိုးဟာရခိုင်တို့ရဲ့မင်းနေပြတော့ရှေးဟောက်အမွေနှစ်တည်တည်ရှိတဲ့နေရာဖြစ်တာကြောင့်အမြဲတမ်းတန်ရှင်းတာယာလှပဖို့လိုအပ်တယ်လို့ပြောကြပါရစေ အဲ့လိုလှပနေဖို့အတွက်မြို့ခံတွေကစေကန်းကြအမိုက်ဆွန့်ပစ်နိုင်မှသာခရီးသွားတွေလည်းစိတ်ချမ်းသာမေးလို့မြို့ခံတွေကပြောကြပါဗျ။အလားတဲပုံလိုက်တဲ့တဲပုံစာလေးရှိပါမလားဇက်တဲပုံဆိုတာဒီ writer ရဲ့ပုံစံအတိုင်း က်တယ်ဘုံထင်းတိမဆိုရှိရဲ့အမိုင်းလေးတစားလေးမှာပါပါမနေလုံဝမလာဦးမျိုးကြီးလိုက်စနေတဲ့ပြောင်းကြီးတန်ရှောင်းတာယာရိရဲ့ပဲလာချုံဖို့အဝိရောရိတော့မှာလာပြီးနာလော်ပိုက်ချုံရဲ့ရပဲနေရတနေရတော့ရချင်းအတော့ဖိုင်စီချုံပါအဓိကတော့အမိုင်းကုံးဆောင်ရေမူတမလို့ဖိုင်စီချုံပါရဲ့မလာဦးဒီသားခင်ဒီကအမိုင်းနဲ့ပဲသက်ပြီးလိုင်းနာမလေးတကူရောမလာဦးမျိုးဆိုတော့အမိုင်းကုံးဆောင်လာကိုဖိုက်ပါမနေရဲ့ကိုရောမလာဦးကိုတန်ရှောင်းလာခါမှာကိုမလာဦးကိုတခါ ဒီတခါခရီးလော်ရီလူဒီကလေးသားလာပြီးညာအလီပဲလှောက်ရှောက်လာပေါ့ပြီးခါမှာအလီပဲရလူဒီကလေးပဲတော့တိဆောင်မှာကိုရုံးမျိုးလေးသားဒီစီဘော်ရီအခွန်လည်းဒီမြောက်လာပေါ့လို့ကျင်ရပါတော့ price ချောင်းပါအာရကပြည်သူအစိုးရအနေနဲ့လည်းတပတ်မှနေရက်အမိုက်ကားတွေနဲ့မြို့တွင်းမှာမိုက်သိမ်းဆေးတာတွေလှုပ်ဆောင်ပေးနေတာတွေရှိသလိုအမိုက်မပေးရတဲ့ကန့်သက်နေမြေတွေလည်းပြုလုပ်ထားရတွေရှိရလို့သိရပါဗျ။လက်ရှိမှာ အမိုက်ကားတွေနဲ့လင်ပတ်တာတွေကြောင့်အမိုက်ခြောက်တွေကတာချေခံနိုင်ပေမဲ့လေစာကျင်စာကျင်တွေကတာရှင်မခံနိုင်တဲ့အတွက်ထိတွက်စဉ်းစားပေးဖို့လိုအပ်တယ်လို့မြို့ခံတွေကပြောပါရယ်အရင်စစ်ကောင်စီအစိုးရလက်ထက်ကတရားအောက်တွေမှာအမိုက်တွေရှုပ်ပေါနေပြီးအခုအာရခပြည်သူအစိုးရလက်ထက်မှာတော့မြို့ဟာတန်ရှင်းတဲရလာတယ်လို့မြို့ခံတို့ကပြောပါရယ်ကျွန်တော်တို့အရင်ကဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာရခပြည်သူအစိုးရမဟုတ်ဘဲနဲ့စစ်ကောင်စီခေတုံးကဆိုရင်ကျွန်တော်တို့ကမိုက်ကားတွေကတလမှတစ်ကြိမ်လာတာမျိုးတို့အမိုက်တွေကဘူးတန်းထားတွေမပုံပါ မိုက်တွေပုံရောပြီးကြည့်နေပြီပေါ့အခုကြာလို့ရှိရင်ကျွန်တော်တို့အာခပြည်သူဆိုရိုင်းမှာကြာတော့မိုက်ကနေပြီးတော့တပတ်မှနှစ်ရက်လောက်လာပါခင်ဗျာပြီးတော့မိုက်တွေကလည်းဟိုတန့်ရှင်းလာတယ်ပေါ့နော်မြို့ရမြေဆိုင်ပြီးတော့ဒီမြောက်ဦးလူငယ်များစီယုံဖေးတို့ကဆိုရင်လည်းတို့တွေဒီတဘာဝပန်းချင်းနဲ့ပတ်သက်ပြီးတော့တို့တွေလောက်လာတယ်ကျွန်တော်တွေ့ရပါတယ်ဟုတ်ကဲ့လင်းရနဲ့လင်းရနဲ့ရှင်တော့တိတ်တိုင်ကြောင်းနေနေမိုက်တွေကင်းစင်လာပါတယ်ဟုတ်ကဲ့မြောက်ဦးတက္ကသိုလ်ကို UNESCO ဝန်ထမ်းရဲ့အတွက် အဆိုပြုလွန်မှုကြမ်းကို2019ခုနှစ်ကပြင်သစ်နိုင်ငံပါရီမြို့မှာရှိတဲ့ UNESCO World Heritage Center ကိုတင်သွင်းခဲ့ပြီး2021ခုနှစ်မှာအဆိုပြုလွန်မှုချော့ကိုတင်သွင်းနိုင်ခဲ့ပါတယ်။ဒါမှမဟုတ်တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် UNESCO စာရင်းဝင်နိုင်ဖို့အတွက်နှောင့်နှေးတာတွေဖြစ်ပေါ်နေပါတယ်ခင်ဗျာ။